အလုံးမင်္ဂလာပါအခုကျွန်တော်ဘယ်ရနေသွားမှာလဲဆိုတော့လှဲတန်းကနေပြီးတော့ကျွန်တော်တို့တောင်ဥကလာကြိုက်ခစံဖရားနာကအကောလီယာလန်လို့ခေါ်တဲ့လမ်းလေးထိသွားမှာပေါ့နော်ကျွန်တော်လှဲတန်းလမ်းဆောင်ကနေပြီးတော့အင်းစိန်လမ်းတိုင်းကျွန်တော်ဘယ်ကွေ့ချလိုက်ပြီးလဲဆိုတော့တက်ကတိုရီတာလမ်းပေါ်ကျွန်တော်ကွေ့လိုက်ပြီးနော်တက်ကတိုရီတာလမ်းနဲ့တဲ့မောင်းနေတယ်မနက်ခင်းဆိုတော့9:15လောက် ရှိပြီထင်တယ်ဒီချိန်ကနော် ဆိုတော့နည်းနည်းလေးတော့အဲကားကပုံမှန်တိုင်းပေါ့နော်ရှိနေတယ်ပေါ့နော်ဒီနေ့လည်း Saturday လည်းဖြစ်တဲ့အတွက်ကိုအခုရောက်နေတဲ့ point ဒီတက္ကသိုလ်ရိပ်သာလန်းနဲ့အင်ယာလန် point okay ကျွန်တော်ကြော်လိုက်ပြီဗျာအခုတက္ကသိုလ်ရိပ်သာလန်းဆိုတော့အဲအတိုင်းကျွန်တော်တို့မောင်းနေတယ်နော်ဟုတ်ပြီဗျာတက်တဲကြီးပဲကျွန်တော်တို့မောင်းနေပါတယ်ရှေ့မှာရောက်မဲ့နေရာဒီကုတ်ကိုင်းလန်းဆောင် နော်ကုတ်ကိုင်းတံတားကြီးရဲ့အောက်ပေါ့ကျွန်တော်တို့သွားသွားနေကြဖြစ်တဲ့ခွန်းညော်တံတားကြီးရဲ့အောက်ဖက်ပေါ့နော်โอเคကျွန်တော်မှန်ကနည်းနည်းလေးဖုန်နေတင်နေတယ်နေရောင်ထိုးတဲ့အခါကျတော့ကင်မရာကအဲ့ဖုန်နေကို focus ဖြတ်သွားတယ်အခုကျွန်တော်ဘယ်ကိုကြွေးချလိုက်ပြီဒါဒီဘယ်ရောက်ပြီလဲဆိုတော့ကဘာကြီးဖျားလမ်းပေါ်ရောက်သွားပြီနော်တဓာကြီးရဲ့အစင်းလမ်းကနေကျွန်တော်မြောင်ပြီးတော့တဓာကိုဆင်းအာလမ်းကိုဆင်းချသွားပြီ။ဒါမြန်မာပလာဇာကနေကျွန်တော်ညာကွေ့လိုက်ပြီ။နော်ဒါဆက်မှုတစ်လမ်းလို့ခေါ်တယ် စမှုတက်လန်းကိုကျွန်တော်ညာကွေးလိုက်ပြီးစမှုတက်လန်းကနေဒီလန်းကိုဘဲကွေးလိုက်ပြီးဒါရန်ရှင်းလန်းလို့ခေါ်တယ်နော်ဘတ်တွေကနည်းနည်းလေးအလဲမတင်ရက်နေလို့ကျွန်တော်ဘာလုပ်နေလဲဆိုတော့အဲနည်းနည်းကြော်ခေါက်သွားရပါတယ်ရန်ရှင်းလန်းတိုင်းကျွန်တော်မောင်းနေတယ်နော်ရှေ့ဆိုလို့ရှိရင်ဒီ point အဲတွေ့ရလိမ့်မယ်စနေလုံးတန်းမီး point အဲ့ point ရနေပြီးတော့ကျွန်တော်ဘဲဖြတ်မှာလဲဆိုတော့ဒါအောင်စေးရလန်းလို့ခေါ်တယ်ဒီလန်းလေးကိုသူကနော်โอเคအောင်စေးရလန်းလေးတိုင်းကျွန်တော် အဘိုးရာစာလမ်းလားအောင်စေးရလမ်းလားနော်အောင်စေးရလမ်းဆိုအဲခုမှရောက်မှာအောင်စေးရလမ်းကအဲခုညာကွေးမှာကျွန်တော်ရောက်မှာဒါအောင်စေးရလမ်းခုနကဘိုးရာစာလမ်းနေနေမြေပေါ်မှာကျွန်တော်ကြည့်လိုက်တာနော်အဲခုတိုင်လေးသွားတယ်ပေါ့ဗျာနော်လိုလေးမှတ်လိုက်ပါကျွန်တော်မှားပြောတာလွဲပြောတာရှိရင်လည်းခွလွတ်နော်ဒီပွားကိုတန်းစီစောင့်နေတယ်နော်โอเคကဲစိတ်လို့ရှိရင်ကျွန်တော်တို့သွားမယ်နော်ဟုတ်ပြီ ကဲနည်းနည်းလေးတော့ဒီ point နည်းနည်းဆောက်ရတယ်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော် 5x နဲ့ edit ထားပါတယ်တောင်းနေစိမ့်တော့မယ်เนาะခဏဆောက်ကြပါကဲစိမ့်ပြီးသွားပြီเนาะဟုတ်ပြီဗျာဟုတ်တယ်ကဲသွားနေပါပြီတောက်လျှောက်ပဲเนาะဒါအောင်စီကလမ်းလို့ဒီတိခေါ်သေးတယ်ထင်တယ်ရှေ့ဆိုရင်မီး point ကဝေစရနာလမ်းကိုရောက်မယ်ကလပ်ပြက်လမ်းကြီး ဒီ line ဒီအော်ယရနာလန်းလို့ခေါ်လာပြီဒါတော့ချိန်သေးတယ်ကျွန်တော်မှန်သွားပြီဒါသိသိကြတယ်ဒါယရနာလန်းပဲเนาะယရနာ line နဲ့ကျွန်တော်တက်တက်မောင်းနေတယ်ရှေ့နားဆိုရင်ညာဘက်ချမ်းမှာတိုက်ခဆန်ဖရားဆိုတာရှိတယ်အဲ့ဖရားရဲ့မျက်နှာချင်းဆိုင်ဘက်ကကောလီယာလန်းဆိုတာလေးကိုကျွန်တော်သွားမှဖြစ်တယ်ဘာလို့သွားတာလဲဆိုတော့ကျွန်တော် client ညီမလေးတယောက်နဲ့ကျွန်တော်ချိန်ထားတယ်ချိန်ထားတဲ့အတွက်ကိုကျွန်တော်သူ့စီကိုအရောက်သွားပေးနေတာဖြစ်တယ်เนาะ နော်ဗီဒီယိုလေးကဒီလောက်ပါပဲလှည့်တန်းတူတောင်းပလာကိုဖျက်ချတဲ့လမ်းလေးပါခင်ဗျာအဲဒီလမ်းလေးဒီအဲအသုံးများကြပါတယ်နော်ရှိတယ်လို့လည်းမဟုတ်ဘူးတူတယ်လို့လည်းမဟုတ်ဘူးပေါ့နော်ဝေးလေးရတော့သွားနေကြဝေးလေးတိုင်းသွားပြတာဖြစ်ပါတယ်တခြားသွားလို့ရတဲ့ဝေးလေးလည်းရှိပါတယ်နော်ကျွန်တော်ဒီဝေးလေးရသွားပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါလမ်းလေးသိအောင်လို့ပါကဲရှေ့ကျရင်ကျွန်တော်ကဘဲကွေ့မယ်နော်နည်းနည်းလေးစက္ကန့်လေးပြထားပြီးသွားပြီဟုတ်ကဲ့ဒီပါနော်ဘတ်ကတော့ကန့်လိုက်ရတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဘေးရကားလေးကိုတောင်းပြီးကွေ့လိုက်တယ်ကျေးဇူးပါ